အနာပိုင်းတွေကတမှုခရိုင်ပကပရဲဘော်ဆဲဦးရဲ့ရုပ်လောင်းကိုပြန်ပေးရင်မြန်မာအိန္ဒိယနယ်စပ်ချန်စီယိုခတ်တာကိုမကန့်ကွက်ဖို့အတွက်တော်လိုင်းအင်အားစုတွေကိုအကြက်ကန်တောင်းဆိုခဲ့တယ်လို့ဒေသခံသတင်းမြစ်တွေက MPP ကိုပြောပါရတယ်။ ိန္ဒိယအာဏာပိုင်တွေကမေလ16ရက်မနက်ပိုင်းမှာတမူးခရိုင်ပကပရဲဘော်တွေရဲ့ရုပ်အလောင်းကိုတော်လင်းအင်အားစုတွေစီပြန်လည်လွှဲပြောင်းပေးခဲ့တာဖြစ်ပြီးအဲ့ဒီလိုပြန်ပေးရမှာစုအစုကိုစန့်ကျင်တိုက်ခိုက်နေတဲ့တမူးဒေသတော်လင်းအင်အားစုတွေကိုမြန်မာအိန္ဒိယနယ်စပ်ချန်စီယိုကာယန်နေမှုအပေါ်ကန့်ကွက်မှုမလုပ်ဖို့စာချုပ်မှာလက်မှတ်ရေးထိုးဖို့အကြက်ကင်တောင်းဆိုတာဖြစ်တယ်လို့အလောင်းတွေပြန်လက်ခံရမှာပါဝင်ခဲ့တဲ့တော်လိုင်းရဲဘော်တို့ကပြောပါတယ် စာချုပ်ထဲမှာနေဆက်ချန်စီကိုကာယံနေမှုအပေါ်မကန့်ကွက်ဖို့ဆိုတဲ့အချက်ပါဝင်ပြီးအဲ့ဒီအချက်ကိုမလက်ခံရင်ရဲဘော်တွေရဲ့ရုပ်အလောင်းကို ပြန်ပေးမှာမဟုတ်ဘူးလို့အိန္ဒိယအာဏာပိုင်တွေကပြောဆိုခဲ့တယ်လို့တော်လိုင်းအင်အားစုတွေကပြောပါတယ်။အဲ့ဒီလိုအိန္ဒိယအာဏာပိုင်တွေကအချက်ကန်စာချုပ်ဆုပ်ဆူခိုင်းတဲ့အပေါ်တော်လိုင်းအင်အားစုတွေကစာချုပ်ချုပ်ဖို့ညှင်းဆိုခဲ့ပြီးရဲဘော်တွေရဲ့အလောင်းကိုပြန်လည်ရယူနိုင်ဖို့အတွက်မြန်မာအိန္ဒိယနယ်စပ်ချန်စီကိုကာယံမှုအပေါ် မနှောက်ယှက်ပါဘူးဆိုတဲ့အချက်ကိုတော့လက်မှတ်ရေးထိုးခဲ့ရတယ်လို့တမူးမျိုးခံတော်လိုင်းရဲဘော်တို့ကပြောပါတယ်။သဘောတူညီချက်ကိုလက်မှတ်ရေးထိုးရမှာတမူးခိုင်တော်လိုင်းအင်အားစုတွေနဲ့အိန္ဒိယနိုင်ငံအာတန်ပြည်နယ်ကတပ်တွေပဝင်ခဲ့ပြီးအဲ့ဒီသဘောတူညီချက်ရရှိပြီးနောက်မှသာတေဆုံးတဲ့တမူးခိုင်ပါကပရဲဘော်ဆဲဦးရဲ့ရုပ်လောင်းတွေကိုပြန်လည်ရရှိခဲ့တာဖြစ်တယ်လို့တော်လိုင်းအင်အားစုတွေကပြောပါတယ်။တေဆုံးခဲ့တဲ့တမူးခိုင်ပါကပရဲဘော်ဆဲဦးဟာ မေလ23ရက်ကအိန္ဒိယမြန်မာနှစ်နိုင်ငံ၂ဆက်အနီးမှာရှိတဲ့တော်လန်ရေးကင်းစကန်တစ်ခုကိုအိန္ဒိယစစ်တပ်ကဝင်ရောက်စီးနင်းဖမ်းဆီးခဲ့တာကိုခံခဲ့ရသူတွေဖြစ်ပါတယ်။သေဆုံးမိ3ရက်အကြာမေလ16ရက်မှာအလောင်းပြန်လဲရရှိဖို့အိန္ဒိယအာဏာပိုင်တွေနဲ့ညှိနှိုင်းရမှာအခုလိုအတင်းအကျပ်ဖိအားပေးတောင်းဆိုခံရတာဖြစ်တယ်လို့တော်လန်အင်အားစုတွေကပြောပါတယ်။ တမူးခရိုင်ပကပရဲဘော်ဆဲဦးတပ်ဖြတ်ခံရမှုနဲ့ပတ်သက်ပြီးအမှုမှန်ပေါ်ပေါက်အောင်ဖြေရှင်းပေးဖို့တော်လိုင်းအင်အားစုတွေကတောင်းဆိုထားသလိုတမူးခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်ရဲဘော်ဆဲဦးကိုဖမ်းဆီးတပ်ဖြတ်ခဲ့မှုအပေါ်အမှုမှန်ပေါ်ပေါက်ရေးအိန္ဒိယအစိုးရနဲ့ဆွေးနွေးနေတယ်လို့လည်းအမျိုးသားညီညွတ်အစိုးရနိုင်ငံခြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါ်စင်မအောင်ကလည်းထုတ်ဖော်ပြောဆိုထားခဲ့ပါတယ်။ အိန္ဒိယစစ်တပ်ကတမုခိုင်ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်ရဲဘော်စေအုပ်ကိုဖမ်းဆီးတပ်ဖြတ်ခဲ့မှုအပေါ်အမှုမှန်ပေါ်ပေါက်ရေးအိန္ဒိယအစိုးရနဲ့ဆွေးနွေးနေတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရနိုင်ငံသားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါ်စင်မအောင်ကသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေမနေ့ကညမှာအသိပေးရသခဲ့ပါတယ်။တမုခိုင်ပတ်ကားပေါ်အဖွဲ့ဝင်ဆယ်ဦးကြာဆုံးခဲ့ရတဲ့ကိစ္စနဲ့ပတ်သက်ပြီးအမျိုးသားညီညွတ်ရေးအစိုးရတာဝန်ရှိသူတွေအနေနဲ့လက်ခံရရှိတဲ့သတင်းပေးဖို့တိုင်ကြားချက်တွေအပြင် ကနဦးမြေပြင်အခြေအနေကြားနာစစ်ဆေးမှုအစိုးရကံစာတွေ့ရှိချက်တွေအရအိန္ဒိယအစိုးရနဲ့ဆွေးနွေးနေတာဖြစ်တယ်လို့ဆိုပါရယ်အိန္ဒိယအစိုးရတာဝန်ရှိသူတွေနဲ့တွေ့ဆုံပြီးအမှုမှန်ပေါ်ပေါက်စေရေးဆက်လက်ညှိနှိုင်းဆောင်ရွက်နေတယ်လို့နိုင်ငံသားရေးဝန်ကြီးဒေါ်စင်မောင်ကသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာရေးသားဖော်ပြခဲ့တာပါပြီးခဲ့တဲ့မေလ23ရက်ညနေပိုင်းမှာအိန္ဒိယအာဏာပိုင်တွေကတမူးခရိုင်ပကပအဖွဲ့ဝင်တွေတရှိရနေရကိုအင်အားသုံးဝင်ရောက်စီးနင်းခဲ့ပါတယ် အဲ့ဒီနောက်ခရိုင်ပကပတော်လန်ရဲဘော်ဆယ်ဦးကိုဖမ်းဆီးခေါ်ဆောင်သွားပြီးတဲ့နောက်၃ရက်အကြာမေလ၁၆ရက်မနက်ပိုင်းမှာတေဆုံးနေတဲ့ရဲဘော်တွေရဲ့ရုပ်အလောင်းကိုပြန်ပေးခဲ့တာဖြစ်တယ်လို့တမူးဒေသတော်လန်အင်အားစုတွေကပြောပါတယ်။လက်ရှိအချိန်မှာတော့အိန္ဒိယစစ်တပ်ကအိန္ဒိယမြန်မာနယ်စပ်အနီးလုံခြုံရေးတိုးမြှင့်ထားပြီးအင်အားတိုးချဲ့ချထားတယ်လို့ဒေသခံတွေကပြောပါတယ်။ မန္တလေးတိုင်းတောင်သားမြို့နယ်မှာဆုပ်စုရန်ရရာဒေါက်တိုင်ကိုဖြိုချတဲ့ဆက်စင်ရဲ့အဖြစ်နန်းစီရီယံဝန်ထမ်းအနေနဲ့မိသားစုဝင်တွေကိုဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့တောင်သားနယ်ဒေသခံတော်လိုင်းတရေမြစ်က MFB ကိုပြောပါရယ်။မေလ19ရက်မနေ့ကမနက်ပိုင်းမှာတောင်သားမြို့ပေါ်မြင်းချံတောင်သားကြော်ရောင်ကားလမ်းမှာရှိတဲ့ဝန်ထမ်းအင်အားကိုတော်လိုင်းပူပေါင်းတပ်ဖွဲ့တွေကဝင်းအောင်စီနေပြီးနန်းစီရီယံဝန်ထမ်းအနေနဲ့မိသားစုဝင်အချို့ကိုဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့တောင်သားနယ်ဒေသခံတော်လိုင်းတရေမြစ်ကအခုလိုပြောပြပါရယ်။ဟုတ်တယ်ဝန်ထမ်းအား 定位新疆的执行工作。人民的这个银行的网页、网页中有，但那里人民的人民的百分之的这个营业税，那像那个那个的工作工作就过来了，对吗？我呢，南西安我呢，小老板的，呃，南西安的大金生意都在这，哎个，大老板的，我南西安的，哦，南西安的不得什么的，哦。 ဒီဘောအဲ့လို၅ရောက်ပါလာတယ်။ဒါပြည့်လိုက်တော့အဲ့ငါကိုကျွန်တော်တို့ပြန်ပြီးတော့ပြန်လဲလုံးနောက်ပြီးကျွန်တော်တို့နေတော့ကြာတော်လိုင်းတပ်ဖွဲ့တွေဖမ်းဆီးခေါ်ဆောင်လာတဲ့နန်စီရီယန်6ယောက်ကိုတော့အထက်ကညွန်ကြားချက်အတိုင်းအရေးကြီးဆောင်ရွက်သွားမှာဖြစ်ပြီးနန်စီရီယန်မဟုတ်တဲ့မိသားစုဝင်9ယောက်ကိုတော့မကြခင်ပြန်လွတ်ပေးဖို့စီစဉ်နေတယ်လို့လည်းသူကစပ်ပြောပါဗျ။ဒါအပြင်ဖမ်းဆီးထိန်းသိမ်းထားသူတွေရဲ့နေထိုင်စားသောက်ရေး ကျမရဲ့အပါဝင်အားလုံးအစဉ်ပြေအောင်စီစဉ်ဆောင်ရွက်ပေးထားပြီးဒီသားစုနဲ့ဖုံးဆက်သွယ်ပြောဆိုခွင့်လည်းပေးထားပါတယ်ကျွန်တော်တို့ဒီစကားဖတ်ပြန်နေတယ်ဆက်ပြီးနေအနားစီရမများတော့ကျွန်တော်တို့ဒါဖမ်းစီရမှာပဲအရင်းပြင်းတယ်လို့ကျုံလို့ကျွန်တော်တို့ခေါ်ယူနေပါစီမဲ့ပြည်စုနဲ့ဒီလိုပြန်ပြီးနေအဲကျွန်တော်ရန်နေငယ်ကျွန်တော်တမတ်တွေရတဲ့ပေါင်းချုံမှာမဲ့ပြည်စုနဲ့တာရှိမှာပေါ့အဲကျွန်တော်တို့စဉ်းနေနေကြက်နာနေများ အထူးအရရန်ရန်မနေဘူးဆက်ပြီးရမှာကျွန်တော်စကားကရန်ရန်မနေဘူးဆက်ပြီးရမှာကျွန်တော်တာဝန်ကြီးအဲ့တော့အဲ့ဒါစီမံခန့်ဆက်လို့စီမံချက်တွေကိုပြင်ပါဗျာဒီစကားကရရန်ရန်မနေဘူးကျွန်တော်ကချူပြတ်မှာပဲဒီကြရယ်ကျွန်တော်ရန်ရန်ဒီအသာပြုဒီဖွဲ့စည်းနေမှုလေအဲစကားကြီးစားနေတယ်အဲ့ဒီတိုင်းရှိရတယ်ကျောစုဝါဒပြန့်လူမှုကွန်ရက်တွေမှာတော့တောင်သားမျိုးပူတာကုန်းရက်ကွက်မှာရှိတဲ့ဌာနဆိုင်ရာဝန်ထမ်းအင်အားအတွင်းမှနေထိုင်တဲ့ကုံတယ်လေယာဉ်ဝန်ထမ်းတွေနဲ့ ဟုံဆိုင်ငယ်တွေကိုအကြမ်းဖက်အဖွဲ့ကဖမ်းဆီးခေါ်ဆောင်သွားတယ်လို့သိရှိရတဲ့အကြောင်းရေးသားဖြန့်ချီထားပါတယ်။ငင်းချန်ခရိုင်အစစ်စစ်စင်ရေးအဖြစ်မေလ15ရက်ကစတဲ့ပြီးတောင်သာအပအဝင်ငင်းချန်နထိုးကြီးလက်စွန်စတဲ့မြို့နယ်တွေကဆော်ဆူနဲ့ပြူစောဒီစကန်တွေကိုတော်လိုင်းပူပေါင်းတပ်ဖွဲ့တွေကတပြိုင်နက်ထိုးစစ်စင်တိုက်ခိုက်နေရပါ။လက်ရှိနထိုးကြီးနဲ့ဝလူရဲစကန်မှာ၆ရက်မြောက်အဖြစ်တိုက်ပွဲတွေပြင်းထန်နေသလိုအထိနာတဲ့ဆော်ဆူကလေကြောင်းကနေနေစဉ်ဘုံကျဲပြက်ကခုခံနေတယ်လို့ဒေသခံတွေကပြောပါရယ်။ ။စကိုင်းတိုင်းတပည့်ရင်မြို့နယ်ဩဒက်နေရစာသင်ကျောင်းကိုစိုးစုကလေကြောင်းပုံးကျဲတိုက်ခိုက်မှုမှာထိခိုက်ဒဏ်ရာရရှိခဲ့သူတရာကျော်အနက်ကိုလဲအင်္ဂါဖြတ်တောက်ပြစ်လိုက်ရသူ14ဦးရှိပြီးတော့ဒဏ်ရာအပြင်းထန်ရသူ20ဦးတိရှိနေတယ်လို့တပည့်ရင်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူကပြောပါတယ်။ကိုလဲအင်္ဂါဖြတ်တောက်ပြရသူ14ဦးမှာចောင်းဆရာတို့ဦးနဲ့ចောင်းသားចောင်းသူ73ဦးဖြစ်ပြီးခြေလက်ဖြတ်တောက်ပြလိုက်ရသူနဲ့မျက်လုံးဆုံးရှုံးလိုက်ရသူတွေပါဝင်ပါတယ်။ မြို့နယ်တွင်ဆေးရုံစည်းကမ်းမရှိတာဆေးရုံစည်းကမ်းတွားရောက်ကုသဖို့အတွက်လဲစုစုကခွင့်မပြုတာမတွားလာရတာတွေကြောင့်ကောင်းစားဆေးဝါးကုသခွင့်မရပဲရရှိတဲ့ဆေးဝါးလေးနဲ့အဆင်ပြေအောင်ကုသပေးနေရတာဖြစ်ပါတယ်စုစုကပြီးခဲ့တဲ့မေလ12ရက်ကအိုတိန်နေရစတင်ကြောင်းကိုလေကြောင်းပုံကျက်တက်ဖြတ်ခဲ့ရဆ iam မနှစ်ဦးအပါအဝင်တဲဆုံးသူ24ဦးနဲ့ဒဏ်ရာရရှိသူ102ဦးရှိပြီးတချို့ကထိတ်လန့်ပြီးရွာကိုစွန့်ဝါတိမ်းရှောင်သွားကြတာတွေလည်းရှိပါသေးတယ် ။ဥတိတ်နေရစာသင်ကျောင်း၄ကျောင်းတိုက်ခိုက်ခံရမှုကြောင့်ထိခိုက်ဒဏ်ရာရတဲ့ကလေးငယ်တွေနဲ့သူတို့ရဲ့တငယ်ချင်းကလေးငယ်တွေဟာစိတ်ပိုင်းဆိုင်ရာစိုးရိမ်ထိလက်မှုတွေခံစားနေကြရပါတယ်။